အမလီအရက်ကလို့ရေဘလိုင်းလာရင်လုခံရတယ်တကယ်စဉ်းစားစီအောင်ကျမဈေးတယ်ပေါ့နော်ရွေရတာရှာဖွေပြီးတော့ဈေးရောင်းနေရအဲ့ဒါကိုသူ့ရဲ့မိမနေပြီးတော့လာပြည့်ရန်လုပ်နေတော့သူ့မျိုးသားကိုရဲ့ဝယ်ရောင်းရောင်းပေးလို့ဈေးတယ်ပါဆိုမှဝယ်တိုင်းရောင်းပေးမှာပေါ့ဘာလို့လဲဆိုတော့သူ့နဲ့မနာရလို့လို့ပဲညာတိုင်းသူမျိုးသားမြင်းထောင်မလို့ကအားကောင်းပြီးတော့ညာတိုင်းကိုအတူနေနေစိတ်တွေဖြစ်နေပြီးတော့တောင်းဆိုနေလို့ရအဲကျမကိုလာရင်လုပ်တယ်တော့ ုမျိုးတော့အဲအကြောင်းကိုတစ်ခါလေးပြောပါတယ်တိုင်မင်ပြီးမှလာဝယ်ပါဆိုတော့သူကဒီရဲ့အတွက်ကိုသွားပြီးတော့စားတာကိုဒါလည်းအမျိုးသားခွန်အပြည့်ကိုလေးတစ်ပတ်ထောင်မှမှုတွေအကောင့်နဲ့ဒါလည်းနှစ်ပတ်တွင်လုံးပတ်ကြီးတယ်ဆိုတော့ပြီးပြီလေအဲ့ဒီကိုသွားတွဲသုံးမိတာကိုသူကလည်းအဲ့လိုမျိုးပေါ့နော်ဒီအိမ်တော်ကြီးသူကမပြည့်စုံလို့ဆိုပြီးတော့လာမှားတာတကယ်တော့နောက်ပိုင်းကျတော့အမရဲ့ကျမစတာပါဆိုပြီးတော့လူကြီးလေးလာပြီးသွားတာပေါ့နော်သူ့ရဲ့အမျိုးသားအရင်တော့ဆိုလို့ရှိရင်သူကအရင်ပျော့စီပြီးတော့ပေါ့နော်ဒီ ကူနေခြင်းစိတ်တော့ပျောက်တယ်ပေါ့သူမိမအခုတော့ဗောနော်ဒီအတွဲလေးကြောင်းနဲ့သူတို့အိမ်သားရဲ့ဒုက္ခလည်းပြေဝသွားတယ်ဗောနော်ပြီးလို့ရှိရင်အမောက်လည်းကျေးဇူးတင်နေဆိုပြီးရောင်းဝယ်လူကဒီအရင်ဟိုကျေးဇူးတင်ခံရတဲ့ကျမဗောနော်အဲ့အတွက်အရင်ဝမ်းသာပီတိဖြစ်နေပါတယ်အိမ်နောက်နေရောဗောနော်အဲ့ဒီပြီးနေရပါတော့အဲ့တွေ့လို့ရှင်နေဆိုလို့ရှင်စီပီမာလာဝယ်လို့ရရနော်တရင်ကိုသူကတောင်းကနလေးပဲရှိရဖြစ်တဲ့အတွက်ဒီအောင်ဆက်လုပ်ပြီးတော့ဆွဆွလေးလုံးဝမရှိဘူးပေါ့နော်အသက်60ကနေအသက်80ကြီးသူက တုံးလို့ရပါတယ်သူကတွေးလို့ရှိချိုရလဲတုံးလို့ရတယ်ပေါ့เนาะအဲ့အတွက်စိတ်ချဆိုတာတုံးလို့ရပါတယ်ညီမတို့ညီမလာဝဲလေးရပါသည်